အဲကျွန်တော်တို့ခစ်တုံးကလည်းဟိုမိဘတွေကတော့တာသမီတွေပတ်မိုးကြတာကြီးပါပဲဒါပေမဲ့ဟိုကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုကြောင်းတက်ခဲ့ရတဲ့အချိန်တွေတုန်းကတော့အခုလိုမျိုးဒီ international school တွေကတော့မပေါ်သေးဘူးအဲကျွန်တော်မိဘကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုတူတုံတက်တက်ရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုတော့ဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမရှိဘူးဆိုလိုချင်တာကတော့ဆရာဝန်ဖြစ်ရမယ် engineer ဖြစ်ရမယ် ဘာဖြစ်ရမညာဖြစ်ရမယ်ဆိုတော့မျိုးသူတို့တတ်မှတ်ထားမျိုးမရှိဘူးစင်ချစ်သူတွေအတွက်လက်ခဲကျိုင်းမွန်မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်၄လ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက် ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော့စေတွေကိုခံစားခွင့်ပေးသွားမယ်အပြင်စေသိမ်းမဝယ်ယူတာနဲ့ကြာမိုးကြီးကားခံထူခွင့်ကူပွန်တစ်စောင်တော့ရရှိမယ်ခွင့်ရေးကြီးရတပံအလဲစီရောအယောင်စီရောအထူးခွင့်ရေးကြီးချက်ချင်းဝယ်ချက်ချင်းပေါင်းသိမ်းပေါင်း900ငွေသားစုများစွာအပါအဝင်ကြာမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာကြာမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်တဲ့အတော်မှာဖြစ်ပါရဲ့ရှင် င်မေလာကုန်ကြည့်ပေးရရှိမယ်ဒီခွေရေးကြီးနဲ့လဲသွားတဲ့သူမဖြစ်ရလေအောင်တန်စီစီဂျော်ရီမော်ကြီးရဲ့မြင်းဒီတက်မှာရှိတဲ့တန်စီစီရှုံကြီးရှင်ပေါ်သားရောက်ခတ်မနဲ့နှင်းစင်ထုတ်လွှင့်နေတဲ့လိုက်စင်းကြီးများတွင်မှာလာရောက်ဝယ်ယူအားပေးနိုင်မှာကြောင်းဖိတ်ခေါ်လိုက်ရပါတယ်ငငယ်တော့ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောရမလဲចောင်းတက်ရတာတော့ကျွန်တော်ကပျော်တဲ့အထဲမှာပါပါတယ်ចောင်းသွားရတာပျော်တယ် ်တကယ်ချင်းပေါင်းသင်းနေတွေ့တယ်စာလဲသင်ရတဲ့အပေါ်မှာတော့တကယ်လို့မှဟိုပြောပါလားခင်ဗျာဟုတ်အစားတော့ဟိုဟိုတော်ရက်ထဲမှာတော့မပါဘူးပေါ့နော်ကျွန်တော်ကငငယ်တော့ TTC မှာတက်ခဲ့တယ်ဟုတ်ကဲ့ TTC ပေါ့နော် TTC မှာတက်ခဲ့တယ်အဲပြီးတော့ကျွန်တော်၁၀တန်းရောက်တော့ကျွန်တော်ကဟို EC Borazon ကျွန်တော်တွက်တက်တယ်ဟုတ်အဲပြီးတော့ EC Borazon ကထားတယ်ဟိုတာမွေ1ပေါ့နော်တာမွေ1အကြောင်းမှာ အာကျွန်တော်ကဟိုဆယ်တန်းဖြေခဲ့တယ်ပေါ့အရင်ကတော့မစိုးစားခဲ့ဘူးခွင့်လင်းပြောလို့ရှိရင်ကျွန်တော်ကစာတော်ရက်ထဲမှာတော့မပါပါပုံမှန်ပဲပေါ့နော်ဟိုပုံမှန်ဟိုအနေထားပဲရှိပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကတော့ဟိုဘယ်လိုပြောမလဲဟိုတွန်းတဲ့ထဲမှာပါတယ်ဟိုဟိုဖြစ်မြောက်စေခြင်းတဲ့ထဲမှာပါတယ်အရန်ကိုဖူးဆိုင်ပါတယ်ဒါပေမဲ့အဓိကတော့ကဲကဲရှင်ကြီးကတော့ဒါကူကူတိုင်းဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်ကတော့ဟိုမိဘတွေတွန်းနေဆိုပေမဲ့လည်း ဟိုဘယ်လိုပြောအရင်ကြီးတော့ပုံလင်းပြောလို့ရှိရင်စူးစမ်းရတဲ့အချက်မှတော့ပါဘူးပေါ့နော်အဲ့တော့ဟိုဟိုပေါ်ပေါ်ပွားလေးပဲဖြတ်သန်းဖြစ်ပါတာအဲကျောင်းမှာတော့ကျွန်တော်ဟိုကုတ်ကုတ်ကိုတော့အဲ့လိုအေးတဲ့အချက်မှတော့ပါလို့ကျွန်တော်မမြင်မိပါဘူးအေးလည်းမအေးပါဘူးအဲကျွန်တော်မိပါတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုတူလုံးတက်တိုက်ရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုတော့ဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမရှိဘူးဆိုလိုချင်တာတော့ဆရာဝန်ဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ရမယ် ။ဘာဖြစ်မှညာဖြစ်ရမယ်ဆိုတာမျိုးသူတို့သတ်မှတ်ထားမျိုးမရှိဘူး။အဲဟိုပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့သူတို့အားပေးတာမျိုးရှိတယ်။ဒါပေမဲ့ဒါကြီးပဲဖြစ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးဘောင်ခတ်ထားတာမျိုးဟိုတင့်ကျက်ထားတာမျိုးတော့မရှိပါဘူး။ကစမရီနဲ့ဟိုပြန်တွေ့တာမျိုးတော့ရှိပါတယ်။ပြန်တွေ့တဲ့အခါပြန်တွေ့ရဆိုတာဗျာဆိုလိုချင်တာတော့ဟိုဟိုတခါတလေမှာဟလာပွဲတွေပဲတွိုင်းနေမှာဟိုကိုယ့်ရဲ့ဆရာဆရာမတွေနဲ့စုံနာမျိုးတွေ၊ကြုံနာမျိုးတွေရှိတယ်။အခါကျလို့ချင်းတော့ချက်ချင်းမှတော့စိတ်ထဲမှာဟိုဘယ်လိုပြော ကလေးလိုပြန်ဖြစ်သွားတာပေါ့နော်ဟိုပြန်ငယ်သွားလို့ခံစားရတယ်ဟိုချက်ချင်းဘယ်လိုပြောရမလဲ foreign ချက်တန်ကလေးလိုဖြစ်သွားတယ်ငါတွေ့ရတဲ့ဆရာဆရာမတို့ဆရာမကမင်္ဂလာပါအားကျမရွှင်လန်းပါစေအဲ့လိုမျိုးနှုတ်ဆက်ဖြစ်တယ်ပေါ့နော်ဟုတ်ပြီညာရယ်တငယ်ချင်းတွေတော့အများကြီးရှိပါတယ်အဲပြီးတော့အခုနဟိုအမမေးစလို့ပေါ့နော်ဆရာဆရာမတို့နဲ့တွေ့ပြန်လာဆိုဟိုဟိုကျောင်းကလုပ်တဲ့ဟလာအပွဲတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာတွေ့ပြတာမျိုးတွေအဆုံရတာမျိုးတွေတော့ရှိပါရခင်ဗျာဟုတ်ကဲ့ဟုတ်ပါဘူးတို့တော့ကျွန်တော် distance တက်တာအဝေးသင် ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ကဟိုဟိုအဝေးတင် distance လည်းဖြစ်တယ်ပြီးတော့ဟိုဒီဘက်မှာလည်းဒီအလုပ်တစ်ဖက်နဲ့ဆိုလို့အခါကျတော့အเจ้าကိုကျွန်တော်အမြဲတမ်းလို့လို့မသွားပြဘူးပေါ့နော်ဟုတ်ကဲ့အဲကျွန်တော်တည်သလောက်ဆိုလို့ရှိရင်တော့တော်တော်များရှိပါတယ်ရှိပါဟိုညံလင်းအောင်ညံလင်းအောင်လေအစိုးရညံလင်းအောင်ဆိုလို့ရှိရင်လည်းသူလည်းကျွန်တော်တို့နဲ့ဟိုတနစ်သေးပဲပေါ့နော်တနစ်သေးပဲပြီးတော့အာကျွန်တော်နဲ့တငယ်ချင်းလည်းဖြစ်တဲ့အဒီနိုအဒီနိုလေအဒီနိုဆိုလို့ရှိရင်လည်းကျွန်တော်တို့နဲ့တနစ်သေးပဲ အညာလေးအောင်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းတစ်နှစ်ထဲပဲပြော TTC မှာတခြားဟုတ်တတိကျောင်းလေးထွက်တယ်တခြားတော့အမှုပညာရှင်တွေအများကြီးလည်းရှိကြပါသေးတယ်။အအမှတ်တရတွေကတော့အများကြီးပါပဲ။ဟောပေါ့။အဟိုကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘောလုံးကန်တော့မယ်ဆိုလို့ရှိရင်ဟောဘောလုံးခွင်းကိုဥရတာမျိုးတွေရှိတယ်။အခါကျလို့ရှိရင်အဓမ္မသာကျောင်းဆင်းတဲ့အချိန်ပေါ့နော်။ဟိုခဏနားပြီးဆိုတာနဲ့ချက်ချင်းအဲဘောလုံးခွင်းကိုပြေးတာ။ပြေးပြီးတော့မှဘောလုံးခွင်းအရင်ဥတာပေါ့အရင် အရင်ဥတဲ့သူအရင်ရတဲ့အတန်ဘလုံးကန်ရတာဟုတ်ဆိုတော့အရင်အဲ့ဘလုံးကွင်းကိုရောက်အောင်အရင်ပြေးရတဲ့ဟာလေးတွေပေါ့ဒါလေးတွေတော့ဒါပျော်စရာကောင်းတဲ့အမှတ်တရတွေပဲဟုတ်ကဲ့ဟုတ်ကျွန်တော်ရှင်းအစ်စ်တွေအစ်စ်တွေအားလုံးပေါ့ကျွန်တော်နေနေရတော့ဟိုထူးချွန်နေဟလာအာလူတော်လူကောင်းလေးတွေဖြစ်စေချင်ပါတယ်တကယ်မှတော်တော်လည်းလည်းပြီးဘူးတရရဲ့လေကျွဲဝတဲ့သူမျိုးလေးတွေဖြစ်စေချင်ပါတယ်ခင်ဗျအဲကျွန်တော်တို့ခက်တုံးကလေဟိုမိဘတွေကတော့တာသမီတွေပတ်မှုကြတာကြီးပါပဲဒါပေမဲ့ဟိုကျွန်တော်တို့ ဟိုကျွန်တော်တို့ဟိုကြောင်းတက်ခဲ့ရတဲ့အချိန်တွေတုန်းကတော့အခုလိုမျိုးဒီ international school ကြီးကတော့မပေါ်သေးဘူး။အားသောအဖြစ်ကတော့ဟိုရိုးရိုး state ကြောင်းမှာတက်ဖြစ်ကြတာများတယ်ပေါ့နော်။အဲ့တော့မိဘတွေကတော့ကိုသားသမီးတွေကိုတော့ဟိုဘယ်လိုပြောရမလဲ။သူတို့တက်နိုင်တဲ့တော့အဆောင်ကုန်ပတ်မှုပေးကြတယ်ပေါ့ကျွန်တော်နေနဲ့မြင်ပါတယ်။ဖြစ်လာတဲ့အခါကျတော့လေမိဘဆိုတော့လေဟိုစူရယ်ဆိုတာထက်ဒီအရာလေးကိုသူတို့ဘယ်လိုမျိုးအကောင်းဆုံးဖြေရှင်းပေးရမလဲဆိုတာစိတ်မျိုးနဲ့ပဲ။ အဲ့ဒါကြတော့လေဘယ်လိုပြောရမလဲဟိုစူလာမျိုးတော့မရှိဘူးပေါ့နော်။ဘာကြလဲဆိုတော့တကယ်တကယ်ကြုံဆုံလာပြီဆိုတဲ့အခါကျတော့စူလို့ရှိရင်လည်းစူလာကနောက်တစ်ခုထပ်ပြီးတိုးနေမှာလေဆိုတဲ့အခါကျတော့ဟိုစူလာမျိုးတော့မရှိဘူး။နောက်ခါလေးမဖြစ်အောင်ဆုံးမတာမျိုးရှိတယ်။ အာကျောင်းကဆရာဆရာမတွေခေါ်တယ်ဆိုလို့လည်းတွားရတာအဲ့လိုမျိုးရှိတယ်ကျွန်တော်ကကိုကိုကိုတော့အဲ့လိုမျိုးတော့တတ်မှတ်ထားတယ်မျိုးတော့မရှိပါဘူးကိုဟိုနေတက်တလူလေးပဲအတက်နဲ့ဆိုစူးစမ်းပြီးနေပြတဲ့သဘောပါပဲโอเคကျွန်တော်ဟိုဘယ်လိုပြောရမလဲအများကြီးကျွန်တော်စူးစမ်းမှုတွေလေ့လာမှုတွေလုပ်ပါသေးတယ်ဗျာโอเคနာပရိသတ်များအားလုံးအမြဲတမ်းကိုယ်စိတ်နှစ်ပါးစက်မှချမ်းသာကြပါစေလို့ဆုတောင်းပေးချင်ပါတယ်အာပြီးတော့ဖြစ်ချင်တဲ့ကောင်းကျိုးတွေဆန္ဒတွေလည်းပြည့်စုံပြည့်ဝကြပါစေလို့ဆုတောင်းပေးချင်ပါတယ်ဗျဟုတ်ကဲ့